2025ခုနှစ်မေလ14ရက်ဗုဒ္ဓနေ့ဂျိုတုကရရှိတဲ့တိုင်းတာချက်တွေနဲ့အတူမြန်မာပြည်ယာတုတုအခြေအနေများကိုဆက်လက်ခံမှန်းတင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ပြီးခဲ့တဲ့ရက်တွေကခံမှန်းတွက်ချက်တဲ့အတိုင်းပဲမြန်မာနိုင်ငံကို73ရက်နေ့မှာမုတ်တုံလေးစတင်ဝင်ရောက်ပြီဆိုပြီးတော့အိန္ဒိယနိုင်ငံမိုးဒလဌာနကထုတ်ပြန်တာတွေ့ရပါ အားလုံးမင်္ဂလာပြေ Emoji Entertainment Channel ကိုကြိုလိုက်ပါရစေ။ဒီနေ့တစ်ဆက်ပြန်ပြန်ခွင့်လေးကဒီမေလ14ရက်နေ့အတွက်ဒီမွန်နေ့တဲ့နဲ့မိုးလေဝသတဲ့ရင်ဒီမိုးများမဲ့နေရာဒေသတွေကိုဒီကျွတ်တိခမ်းမန်းချက်တွေပြုတ်ပြတ်တိဆက်ပြထားတဲ့ဒီမိုးစလဘလော့ကာကိုထစ်တင်ရပြန်ခွင့်လေးဒီခွင့်လေးကျွန်တော်အမျိုးပြတ်တက်တိဆက်ပြထားဖြစ်ပါရစေ။ကျွန်တော်အမျိုးလည်းကျွတ်တိကောက်ကွယ်ပြည့်စင်လို့ရအောင်ဗုဒ္ဓရအနေနဲ့ပြန်လည်ဝင်မြတ်တိဆက်ပြလေခြင်းဖြစ်တဲ့ဒါကြောင့်မို့ကျွန်တော်ပြန်ခွင့်လေးအဆုံးတဲ့ရက်လည်းပဲကြည့်ရှုပေးဖို့ဖိတ်ခွင့်ကျင်ပါရစေ။ဒါဆိုရင်တော့ကျွန်တော်ပြန်ခွင့်လေးဆက်လိုက်အောင် ်နိုင်ငံဘယ်ပိုင်းတွေဘယ်နေ့ဝင်မလဲဆိုရင်တော့73ရက်နေ့မုတ်တုံလေစီကျောင်းဟာမြန်မာနိုင်ငံမော်လမြိုင်အထိစတင်ဝင်ရောက်ခဲ့ပြီးတော့လာမဲ့22ရက်နေ့မီရောက်တဲ့အခါမှာတော့မြန်မာနိုင်ငံအလဲပိုင်းအောက်ဖက်ကို မုတ်တုံလေနဲ့မူစတင်ရောက်မယ်လို့အိန္ဒိယမိုးစလာကခန့်မှန်းပေးထားပါတယ်။26ရက်နေ့မီလာမှာတော့မြန်မာပြည်အလဲပိုင်းကို မုတ်တုံစတင်ရောက်ရှိပြီးတော့တရက်နှစ်ဇွန်လမှာတော့မြမာပြည်အထက်ပိုင်းကို မုတ်တုံလေနဲ့မုတ်တုံမူရောက်ရှိမယ်လို့ခန့်မှန်းပေးထားတာတွေ့ရပါတယ်ဒီကနေ့14ရက်နေ့လေစီကြောင်းတိုက်ခတ်မှုကိုကြည့်မယ်ဆိုရင်အိန္ဒိယသမုတ်တရားနဲ့အာရေဗျန်ပင်လယ်က ဝင်လာတဲ့လေစီကြောင်းဟာမြန်မာနိုင်ငံအောက်ပိုင်းကိုတိုက်ခတ်ပြီးတော့ မြန်မာပြည်အလဲပိုင်းလွေမြင့်ဒေသကိုဖြတ်သွားတာတွေ့ရမှာ ဖြစ်တယ်လို့ပဲအယ်လီညိုရာသီဥတုမှာလာနေကြပစိဖိတ်သမုတ်တရာနဲ့တောင်တရုတ်လေစီးကြောင်းဟာထိုင်းနိုင်ငံကိုကြွေပြီးတော့အဆုံးသတ်သွားတာတွေ့ရမှာပါဖြစ်ပါမယ်ဒီ2025မေလမှာမုံတိုင်းဘာကြောင့်မဖြစ်သေးလဲလို့ပြောမယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်တို့လာနီညာအခြေအနေကို သမုတ်ပြာမှာ ကြရောက်နေတဲ့အတွကြောင့်မလို့သမုတ်တရားရဲ့အပူချိန်ကနေသွားတဲ့အတွကြောင့်မလို့နေရောင်ကြီးကြရောက်နေတဲ့ဘင်္ဂလားပင်လယ်ထဲမှာ လေးဖျားနေရဖြစ်ဖို့အချိန်နေမပေးတော့ကျွန်တော်တို့တုံ့တက်ခံမရပါဘူး15ရက်နေ့မနေ့6နိုင်လေးစီးကြောင်းအနေထားကိုခမန်းတွက်ချက်ကြည့်တဲ့အခါမှာမြမာပြီတောင်ပဲ့စွန်းမှာလေးဆိုင်ဝဲတစ်ခုဖြစ်ပြီးတော့ ဘင်္ဂလားပင်လယ်နဲ့အိန္ဒိယသမုတ်တရာက လာတဲ့ရေငွေ့အပြည့်တိမ်တွေကိုမြန်မာပြည်ထဲကိုစတင်တွန်းပို့တဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာမိုးသီးထန်စွာရွာသွန်းနိုင်မယ့်အနေအထားတွေကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့မုတ်တုံမိုးထုတ်လုပ်တဲ့အိန္ဒိယသမုတ်တရာနဲ့ဘင်္ဂလားပင်လယ်အုပ်ကြည့်မယ်ဆိုလို့ရှိရင်ရခိုင်ရက်တွေကအိန္ဒိယသမုတ်တရာက တိန်နေရေငွေ ထုတ်လုပ်မှုတွေက နေပြီးတော့ဒီကနေ့မှာ ဆိုလို့ရှိရင်တော့တိန်မြင့်အထစ်ကိုရေငွေတွေတက်သွားတာတွေ့တဲ့တကြောင်မလို့မုတ်တုံမိုးအားကောင်းကောင်းနဲ့ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီးတော့မြန်မာပြည်ကိုဝင်ရောက်နေတာတွေ့ရမှာဖြစ်ပါတယ်ဒီမိုးတွေဟာအိန္ဒိယသမုတ်တရာကလာတဲ့ရေငွေပါတဲ့မိုးဟာမြန်မာပြည်ကိုရောက်ဖို့ရက်30 လိုအပ်ပါတယ်ဘင်္ဂလားပင်လယ်ကမိုးကတော့ဗမာပြည်ကို3-4ရက်ကျွန်းမှာရောက်မှာဖြစ်ပါတယ်14ရက်နေ့မုတ်တုံလေစီးကြောင်းနဲ့အတူ ပါလာတဲ့မုတ်တုံမိုးဟာမြမာပြည်အောက်ဖက်ပင်လယ်ကမ်းရိုးတော်မှာစတင်ပြီးတော့မိုးရွာနေသလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့ မိုးများနေပြီးတော့အချို့ဒေသတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ကြံတဲ့တိုင်းနဲ့ပြည်နယ်အနှံ့မှာနေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးရွာနိုင်ပြီးတော့အချို့နေရာတွေမှာတော့မိုးမရသေးပါဘူး။အထူးသဖြင့်သတိထားဖို့ကမန္တလေးရဲ့မြောက်ဖက်ကချင်ပြည်နယ်မှာရခိုင်နဲ့ချင်းပြည်နယ်မှာနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားကို တတိထားဖို့လိုပါတယ်။လာမယ့်15ရက်နေ့မှာတော့ကျွန်တော်တို့စောစောကတင်ပြခဲ့တဲ့လေးဆိုင်ဝဲရဲ့တွန်းအားကြောင့်မလို့ကျွန်တော်တို့ရန်ကုန်တိုင်းပဲခူးတိုင်းအေရော်ဒီတိုင်းအရှိပဲမွန်ပြည်နယ်ကမ်းခြေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်လို့ပဲတောင်တရုတ်က ဖြတ်ဝင်လာတဲ့ရေငွေ့လေစီးကြောင်းကြောင့်မလို့ရှမ်းပြည်နယ်တစ်ခုလုံးမှာ နေရာစိတ်စိတ် မိုးရွာနိုင်တဲ့အနေအထားတွေ့ရပါဖြစ်ပါတယ်15ရက်နေ့မိုးကြီးနိုင်တဲ့ဒေသတွေကိုပြထမှန်ပြီးတော့ကြည့်မယ်ဆိုရင်ဟင်းသရဘကိုးရန်ကုန်ဖျာပုံ မော်လမြိုင်မြို့တော်ရေးနဲ့ဒဝဲဒေသတို့မှာမိုးရည်ရင်လေးလက်မလောက်ဒီ24နာရီအတွင်းရရှိနိုင်တဲ့အကြောင်းမလို့ကြိုတင် ပြင်ဆင်ထားဖို့လိုပါတယ် ဖြ6ရက်နေ့ကိုရောက်တဲ့အခါမှာလေတိုင်းနဲ့ပြည်နယ်အနှံ့မိုးရွာပြီးမဲ့လေမကွေးတိုင်းမှာတော့မိုးရရှိမှုအရန်ကိုနေပါတာတွေ့ရမှာဖြစ်ပါတယ်ဒီအွာရောင်ဒေသတွေကတော့နေရာစိတ်စိတ်မိုးရွာနိုင်တဲ့ဒေသတွေဖြစ်ပါတယ်ကချင်ပြည်နယ်ရှမ်းပြည်နယ်မန္တလေးတိုင်းအရှိမြောက်စကိုင်းတိုင်းထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ် ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းတို့ဖြစ်ပါတယ်။အထူးသတိထားဖို့လိုတာကနေပြည်တော်ပြည်ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကရင်ပြည်နယ်မြောက်ဘက်၊ကယားပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခမန်းတွေ့ရှိရပါတယ်။အထူးသဖြင့်ဖြူနဲ့ပဲခူးကြမှာဆိုလို့ရှိရင်တော့24နာရီအတွင်းမိုးရင်ရင် 6လမကျော်ကျော်ဇွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်။အရာစကားနဲ့ပြောရလို့ရှင်တော့မိုးပေါ်ကရေတွေသွန်ချနိုင်တဲ့အနေအထားရှိပါတယ်။ကျွန်တော်တို့ပကိုးမြို့မှာဆိုလို့ရှင်တော့သွားလာနေတဲ့ရင်တွေရပ်တန့်သွားလောက်တဲ့အထိမြေပေါ်မှာလမ်းပေါ်မှာရေတွေကျော်တဲ့အနေအထားအထိမိုးများနိုင်လို့သတိထားပါထို့တူပဲရန်ကုန်တိုင်းမှာလည်းအထူး တတိထားဖို့လိုသလိုပဲမော်လမြိုင်ကရင်ပြည်နယ်မှာလည်းခရီးသွားလာနေတယ်လုံသားပြည်သူတွေဒုတိယထားဖို့လိုပါတယ်လာမယ့်18ရက်နေ့မှာတော့ကချင်ပြည်နယ်သခိုင်းတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မန္တလေးတိုင်းရှိပဲရှမ်းပြည်နယ်ကယားပြည်နယ်နေပြည်တော်ဧရာဝတီတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်တို့မှာဆက်လက်ပြီးတော့မိုးများနိုင်ပြီးတော့ ကျန်တဲ့တိုင်းနဲ့ပြည်တွေမှာ နေရာကွက်ကြားဆက်လက်မိုးရွာနိုင်တဲ့အနေအထားတွေ့ရမှာဖြစ်ပါတယ်။ဒါမဲ့၁၈ရက်နေ့မှာတော့မြန်မာပြည်အောက်ပိုင်းမှာမိုးပါသွားနိုင်တဲ့အနေအထားရှိပြီးတော့ AR တိုင်းနဲ့ရန်ကုန်တိုင်းမှာ နေရာစိတ်စိတ်မိုးရွာပြီးတော့နေပြီးတော့အထက်မှာအနည်းငယ်မိုးများနိုင်သေးပါတယ်ထို့အတူချင်းပြည်နယ်အောက်ဖက်ကချင်ပြည်နယ်စကိုင်းတိုင်းထက်ပိုင် မန္တလေးတိုင်းအရှိမြောင်ရှမ်းပြည်နယ်မှာနေရာစိတ်စိတ်ဆက်လက်မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။အိန္ဒိယမိုးလေဝသဌာနကထုတ်ပြန်အကြံပေးချက်အရ2025ခုနှစ်မုတ်တုံကာလမှာဆိုလို့ရှိရင်အိန္ဒိယနိုင်ငံမှာမိုးရေလုံလောက်စွာရရှိတဲ့အတွက်ကြောင့်မလို့ကောက်ပဲတီးနှံစိုက်ပျိုးမှုအောင်မြင်ပြီးတော့ကမ္ဘာဆန်စီတက်မဲ့အနေအထားကိုကာကွယ်နိုင်တဲ့အထည် ဖြစ်မယ်လို့အိန္ဒိယနိုင်ငံစိုက်ပျိုးရေးအုပ်စုတွေနဲ့မိုးသလားကတော့ကြွားလုံးထုတ်ထားတာတွေ့ရပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံအတွက်လည်းဒီမေလထဲမှာရွာမဲ့မိုးတွေကိုစနစ်တကျသိမ်းဆီးတူလောင်ပြီးတော့စိုက်ပျိုးရေးအတွက်စနစ်တကျအသုံးချနိုင်မှုလိုပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အယ်လီညိုကနေပြီးတော့လာနီညာအပြောင်းကာလဖြစ်လို့မုန်တိုင်း မပြစ်ခဲ့ဘူးဆိုလို့ရှင်ကျွန်တော်တို့ဇွန်လထဲမှာမြန်မာပြည်မှာမိုးအနှဲငယ်သာရွာသွန်းမဲ့အချိန်တွေဖြစ်ပါတယ်ကျွန်တော်တို့မိုးရွာအောင်ကျွန်တော်တို့မုန်တိုင်းဖြစ်အောင်စူတောင်းရမယ့်အနေအထားမှာရှိပါတယ်ခန္ဓာပိုင်းမှာလည်းထို့တူပဲဆက်လက်ပြီးတော့မုန်တိုင်းမရှိခဲ့လို့ရှင်6တွေ့ရာဒီနဲ့ကြုံတွေ့ရနိုင်လို့ကျွန်တော်တို့ဘလို့ဖြည့်ရှင်းမလဲဆိုတာကိုတက်ဆိုင်ရာဌာနအတွင်နဲ့တာဝန်ရှိသူတွေက ကြိုတင်ပြင်ဆင်ထားရပါလို့ကျွန်တော်တို့ဒီနေ့အကြံပြုလိုပါတယ်ကျွန်တော်တို့တင်ပြအချက်တွေကို နားမလည်တာရှိရင်အထူးသဖြင့်ဤပညာပိုင်းဆိုင်ရာအရာလိုအပ်ချက်တွေရှိလို့ရှိရင်ကျွန်တော်တို့မေးမြန်းနိုင်ပါတယ်ကျွန်တော်တဲ့တဲ့တခုပြောနေတာကမိုးရွာမလားနေပူလားလားလောက်ကိုတော့သိကျင်လို့ရှိရင်တော့တယ်လီဖုန်းနဲ့မှရှိတဲ့ရာသီဥတုဝက်ဘ်ဆိုက်ကနေကြည့်လို့ရပါတယ်ကျွန်တော်တို့ခံမှန်းချက်တွေဟာမြန်မာနိုင်ငံစီးပွားရေးနဲ့လုံနိုင်ရန်အတွက် ကြံပြုတ်တင်ပြတဲ့ဌာမန်းချက်တွေဖြစ်ပါတယ်။ download လုပ်ပြီးတော့မိတ်ဆွေများကိုဖြန့်ဝေနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။ ောက်တိုဘာလလို့လေကျွန်တော်ပြည်ပိုင်ကလဘပက်ဒီခွန်လေးတာဒီလ14ရက်နေ့ကနေပြီးတော့ဒီ18ရက်နေ့ထိမုံတန်းတည်င်းနဲ့မိုးလေဝသတည်င်းတွေကိုဒီမိုးစလဘလော့ကဥထေတင်းရနေပြီးတော့ဒီကျွတ်တိခမ်းမချက်တွေပြုတ်ပြတ်တိဆက်ပြီးသွားတဲ့ပြည်ပိုင်လေးဒီဘန်လေးကျွန်တော်မျိုးပြတ်တက်တက်ဆက်ပြီးသွားဖြစ်ပါရဲ့ကျွန်တော်မျိုးလေဒီကျိုတိကခွေလေးအောင်ဘုဒ္ဓရာနေနဲ့ပြန်လဲမျှဝေတက်ဆက်ပေးရခြင်းသာဖြစ်တယ်ပေါ့နော်ဒီအခုတို့ဒီနေ့စဉ်ဒီမုံတန်းတရင်နဲ့ဒီမိုးလေတက်တရင်တွေကိုအမြဲတမ်းတက်ဆက်ပေးနေတဲ့ဒီမိုးစလဘလော့ကဥထစ်တင်လေးကြီးကြီးများကြီးတင်ပါရဲ့ ီဘူဖိုင်လို့လည်းကျွန်တော်ရဲ့မျိုးတွေဒီမြန်မြန်လေးမျှဝေပေးကြပါအောင်ပြဒါမှနောက်ထပ်ဒီမတိသေးတဲ့လူလည်းသိရအောင်လို့ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ channel နဲ့ channel ဒီမုံနဲ့တဲ့နဲ့တခြားသောတဲ့နဲ့ကိုအများနဲ့တိဆက်ပေးပါမို့ကျွန်တော်တို့ channel like subscribe နဲ့ like subscribe နဲ့ဘေးနဲ့ notification bell လေးကိုပဲနဲ့ကပ်ပြီးတော့ဆက်ကြည့်ပါရစေ။ဟော channel update ရှိသူတွေကျေးဇူးများတင်ပါတယ်။နောက်ထပ်ပြီးမှပြန်ဆောင်ကြမယ်။တရား